လုံးဝမင်္ဂလာပါဗျာ JTS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတွေကတော့ Bronica ရဲ့နောက်ပြန်ဖက်ကဘသူဖြစ်လာနိုင်မလဲဆိုတဲ့တုံတက်ချက်အကြောင်း Mainket အောက်မှာထူးတက်ခွင့်မရသေးတဲ့ Joshua Ban ရဲ့တွယ်ဆိုင်အကြောင်း Takiru နဲ့ထူးတက်ခြင်းနဲ့စူပီးစိန်ခွန်လာခဲ့တဲ့နတ်ထက်ကွမ်ချန်ပီယံကြီး Project Chain ရဲ့အကြောင်း ပြန်ဖက်ဘသူဖြစ်လာနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြလာခဲ့တဲ့ဘန်နဝိတ် MMA ချန်ပီယံတဦးဖြစ်တဲ့ Fabrizio Andrade ရဲ့အကြောင်းပြင်ကပတ်တဝမ်က MMA ပရိသတ်တွေအားလုံးကစိတ်ဝင်စားနဲ့စောင့်ကြည့်ခြင်းနေကြတဲ့ LS Paria နဲ့မာကူမတ်အန်ခလီတို့ရဲ့မကြည်ပွဲထူးတက်မဲ့အချိန်အကြောင်းစတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှာပရိသတ်တွေကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ One Championship နဲ့ပွဲဥထွက်မှာအပွင့်မလာခဲ့တဲ့ Bronica တယောက်ကတော့ ဒုတိယမြောက်ပွဲစဉ်မှာမတူညီတဲ့ပုံစံကိုချပြနိုင်ခဲ့ပါပြီ။ One Championship ကတူမကို9ပွဲဆက်တိုက်အနိုင်ရရှိခဲ့တဲ့ Thai Fighter မလေးတဦးဖြစ်တဲ့ Junior Fighters နဲ့ပွဲတဲပြီးခင်တာဖြစ်ပေမဲ့လည်း Bronica ကတော့အလဲထိုးနဲ့ပါအနိုင်ယူပြနိုင်ခဲ့တာဖြစ်ပါနဲ့။ဒီပွဲမတိုင်ခင်ကတည်းကမတူညီတဲ့ပုံစံကိုချပြမယ်လို့ပြောဆိုထားခဲ့တဲ့အတိုင်းပဲလုတ်ပြသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ပရမချီမာကတည်းကပြိုင်ဖက်ကိုလက်တီထိုးချက်တွေနဲ့ နော့ဒေါင်း၂ကြိမ်အထိကြအောင်ထုတ်တက်ပြတ်သွားနိုင်ခဲ့တဲ့ဘရိုနီကာဟာဒုတိယအချိန်မှာတော့ပွဲသိမ်းအနိုင်ယူလိုက်နိုင်ခဲ့ပါတယ်။ဒီပွဲမှာလည်းဘရိုနီကာဟာဘွန်နဂျီဘက်၃သိန်းခွဲကိုပါထပ်မံစုခူရယူသွားပြနိုင်ခဲ့ပါတယ်။ဘရိုနီကာဆိုရာကဝမ်ချမ်ပီယံရှစ်ကို exclusive contract နဲ့ရောက်ရှိလာခဲ့တဲ့ဖိုက်တာတအူမင်းဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်ကသူမရဲ့လက်ရည်ကိုစစ်တဲ့အနေနဲ့တော့ Friday Fight ပွဲစဉ်တွေမှာအရင်ဆုံးစမ်းသပ်နေခဲ့တာပင်ဖြစ်ပါတယ်။ကုလိုစားချုပ်ရခနီဖိုင်တာကိုအနိုင်ယူခဲ့ပြီးတော့ Bronica ကတူမဘန်လဲဆိုတာကိုတက်တီပြတ်တာနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အကြောင်း Bronica ကိုနောက်ပွဲတွေမှာတော့ဝက်ကြီးတွေမှာမြင်တွေ့ရဖို့အတွက်များလာခဲ့ပါပြီ။လက်တလောပိုင်းမှာတော့ One Championship မှာနံပါတ်စဉ်တက်ပြီးကျင်းပတဲ့ PVP ပြိုင်ပွဲတွေကလည်းမရှိသေးပါဘူး။အစဉ်ကျင်းပနေကြ One Fight Night ပွဲစဉ်တွေတောင်ရှိနေပါတယ်။ Bronica ရဲ့နောက်ပွဲဟာဆိုရင်တော့ 159ပွဲစဉ်ဒီမှာဖြစ်လာဖို့အတွက်များနေပါပြီ။ဒီလမှာပဲပွဲထုထက်ထားခဲ့တဲ့ Bronica ဟာအနည်းဆက်ဆုံးအနေနဲ့ဂျွန်လမှာကျင်းပပြစ်လုပ်သွားမယ့်159ပြိုင်ပွဲမှာတော့ပါဝင်နိုင်အောင်မှာမဟုတ်ပါဘူး။ One Championship ကသူမရဲ့ပထမပွဲမှာရှုံးပွဲကြုံတွေ့ခဲ့ရတာတော့မှ3လလောက်သာချပြီးပွဲပြန်ပြီးခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ဒါကြောင့် Bronica ရဲ့နောက်ပွဲစဉ်ကတော့ နောက်ထပ်2လ3လလောက်ပဲခြားလိုက်မယ်လို့ခန့်မှန်းချင်ပါတယ်။ဂျွန်လိုင်းဒါမှမဟုတ်ရင်ဩဂတ်စ်လလောက်မှာကျင်းပမယ်159ပြိုင်ပွဲပွဲစဉ်တွေမှာဘရိုနီကန်ရဲ့သွေးဆန်ကပါဝင်လာဖို့တော်တော်လေးကိုများနေပါတယ်။ဝမ်ချမ်ပီယံရှစ်ရဲ့ဖိုက်တာတွေကိုပွဲပြီးတဲ့ပုံစံကတော့အနေငယ်ခန့်မှန်းရခဲ့ပါတယ်။တခါတလေမှာသူတို့စင်တင်ချင်တဲ့ဖိုက်တာတွေဆိုရင်တပွဲလောက်နိုင်တာနဲ့တင်ခပ်ပတ်လူခွင့်ပြီးလိုက်တာမျိုးလည်းရှိတတ်ပါတယ်။ဘရိုနီကာကလည်းသူတို့ရှာဖွေနေတဲ့ Star Fighter မျိုးဖြစ်နေပြီး ဒူမရဲ့နောက်မှာမြန်မာပြည်သက်အားပေးမှုအခိုင်အမာရှိနေပါလေဘလိုပဲဖြစ်ဖြစ်ချက်ချင်းကြီးတော့ခပတ်လူခွင့်မပီးတင့်ပဲနဲ့သစင်ချင်းစီတက်ခိုင်းတာကတော့ပူပြီးအကောင်ဆုံးပဲဖြစ်ပါလေဘရိုနီကာရဲ့နောက်ပွဲမှာတော့ဘလူဖိုက်တာမျိုးနဲ့တွေ့သွားနိုင်မလဲဆိုတာကတော့တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းနေပါလေလက်ရှိဘရိုနီကာထူတက်နေတဲ့အမျိုးသမီးအန်တန်ဝစ်တန်မှာဆိုရင်လဲဖိုက်တာကောင်းတွေကအများကြီးရှိနေပါလေအဲ့ဒီထဲမှာမှဆွဲထုတ်ကြည့်လိုက်မယ်ဆိုရင်တော့ရှာဂိုဟန်ယူယောက်ဖိုင် အာမီဖာနီတို့လိုဖိုက်တာတွေကလည်းရှိနေပါလေ။ဘရော်နီကန်ရဲ့နောက်ပွဲဟာဆိုရင်တော့ဒီဖိုက်တာတွေထက်ကတယောက်ယောက်နဲ့ပွဲဖြစ်လာနိုင်တယ်လို့မထင်မှတ်ထားတဲ့ပြိုင်ဖက်မျိုးနဲ့လည်းပွဲတည်ပြီးလာနိုင်ခြေရှိနေပါလေ။ဝမ်ချမစ်ရှစ်ကတူမကိုတတိယမြောက်ပွဲမှာဘလိုဖိုက်တာမျိုးနဲ့ပွဲဖန်တီးပေးမလဲဆိုတာကတော့စိတ်ဝင်စားနဲ့စောင့်ကြည့်တော့ရမှာပဲဖြစ်ပါလေ။ချင်းဖိုင်တာလေးဂျော့ရှော့ဗန်ကတော့နောက်လာထဲကျရင် UFC မှာပွဲပြင်ထုတ်တက်ရတော့မှလည်းဖြစ်ပါလေ။ လာမယ့်ဇွန်လမှာချင်းပပြစ်လောက်သွားမယ့် UFC 316ပြိုင်ပွဲမှာဆိုရင်တော့ Joshua Van နဲ့ Bruno Silva တို့တွဲဆိုင်ကပါဝင်လာမှာပဲဖြစ်ပါတယ်။ဒီတွဲဆိုင်ကပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း UFC ကစီစဉ်ပြီးခဲ့ဖို့တဲ့တွဲဆိုင်ပဲဖြစ်ပါတယ်။အဲ့ဒီတုန်းက Bruno Silva ကဒဏ်ရာကြောင့်နှုတ်ထွက်သွားခဲ့လို့ Raisuya ဆိုတဲ့ Japan Fighter နဲ့ Joshua Van ကပြောင်းလဲထိုးတက်လိုက်ခဲ့ရပါတယ်။ UFC ကတော့ Joshua Van အတွက်နောက်တစ်ပွဲမှာလဲ Bruno Silva နဲ့ပြန်ပြီးစီစဉ်ပြီးလာခဲ့တာပဲဖြစ်ပါတယ်။ ဘရူနိုစီဗာကနောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲမှာတော့မနီခပီဆိုတဲ့ဖိုင်တာကိုရှုံးနိမ့်ထားခဲ့ရတယ်ဆိုပြီးမဲ့လည်းအဲ့ဒီပွဲမတိုင်ခင်မှာဒုံကဆိုရင်တော့လီပွဲဆက်တိုက်အထိကိုအနိုင်ရရှိခဲ့ပူပါတယ်ဘရူနိုစီဗာရဲ့ MMA record ကတော့14ပွဲနိုင်6ပွဲရှုံးပြီး3ပွဲကအရှုံးအနိုင်မပေါ်ဘဲတရေရလက်ထွက်ပေါ်ထားခဲ့တဲ့ဖိုင်တာပဲဖြစ်ပါတယ် record ပိုင်းအရတော့အရင်ကြီးအားရစရာမကောင်းဘူးဆိုပြီးမဲ့လည်းပွဲချင်းတက်တဲ့ဖိုင်တာတအူးအနေနဲ့တရှိနေတာကြောင့် လုံးဝရှော့တွက်ထားလို့မရတဲ့ fighter ပဲဖြစ်ပါလေ UFC မှာတော့လီးပွဲဆက်တိုက်ကို performance of the night ဆူရခဲ့ဖို့တဲ့အထီးလဲကြံပြခဲ့ဖို့ပါလေလူက BJJ ပိုင်းမှာလည်းခပ်ပနဲ့အထီးရထားခဲ့ဖို့တလို့အလဲထိုးပါဝါလဲရှိတဲ့ fighter တဦးဖြစ်ပါလေလက်ရှိမှာဆိုရင် Joshua Van Kant လဲ UFC flyweight တန်းရဲ့ ranking ထဲမှာရောက်လာနေပြီဖြစ်တာကြောင့် ranking ထက်က fighter ချင်းထိတ်တိုက်တွေ့ရမဲ့ပွဲလို့လဲပြောလို့ရပါတယ် ဂျော့ရှာဗန်ဟာ UFC မှာထုတ်တက်နေခဲ့တဲ့ပွဲတွေများလာခဲ့ပြီးဆိုပေမဲ့လည်း main card ခေါင်းစဉ်အောက်မှာတော့တစ်ချိန်တစ်ခါမှထုတ်တက်ပူချင်မရှိသေးပါဘူးပရိသတ်တွေကလည်းဂျော့ရှာဗန်ရဲ့ဒီပွဲကိုတော့ main card ခေါင်းစဉ်အောက်ကနေဖြစ်လာဖို့အများကြီးမျှော်လင့်ထားကြပါတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲကနေဦးကြီးညာမှုအရာဂျော့ရှာဗန်ရဲ့တွဲဆိုင်ဟာမင်းကက်ခေါင်းစဉ်အောက်မှာမပါလာခဲ့ပါဘူး UFC က UFC 315ပြိုင်ပွဲကျင်းပနေချိန် တိုက်ရိုက်လိုက်ထုတ်လိမှုအတွင်းမှာ UFC 316ရဲ့ fighter ကိုလည်းချပြသွားခဲ့ပါတယ်။အဒီမှာဆိုရင်တော့ Joshua Van နဲ့ Bruno Silva တို့တွဲဆိုင်က main card ခေါင်းစဉ်အောက်မှာရှိမနေဘဲ Brinley Minnelli ကတ်ထဲမှာပဲပါနေခဲ့တာဖြစ်ပါတယ်။ကြိုင်ပွဲကျင်းပတဲ့အချိန်ကျရင်ဒီ fighter အတိုင်းဖြစ်လာဖို့ကများနေတယ်ဆိုပေမဲ့လည်းအပြောင်းလဲတွေကတော့ရှိလာနိုင်သေးပါတယ်။ပွဲမတိုင်ခင်မှာတချို့တွဲဆိုင်ကပြတ်တာနဲ့အပြောင်းလဲလုံရတာတွေရှိနိုင်သေးပါတယ်။ အဲ့ဒီလိုရုပ်တရက်အချီနီမျိုးမှဆိုရင်တော့ဂျော်ရှာဘန်ရဲ့တွဲဆိုင်ကမင်ကက်ထဲမှာရောက်လာတာမျိုးလင်းဖြစ်နိုင်သေးပါတယ်။ဒါကြောင့်လက်ရှိ fight ကက်ကိုအတီယူလို့မရသေးပဲဆက်လက်စောင့်ကြည့်တွားဖို့လိုအပ်နေတာဖြစ်ပါတယ်။ဂျပန်နာမည်ကြီး fighter တအုပ်ဖြစ်တဲ့ Taki Ruha ဆိုရင်တော့ one championship မှာရန်လက်ပိုင်းအရာသိပ်ပြီးအားရစရာကောင်းမနေတော့ပါဘူး။ပွဲဦးထက်မှာ super လက်ကိုရှုံးနိုင်ခဲ့ရတယ်လို့ပြီးခဲ့တဲ့ match လမှာကျင်းပပြုတ်လုပ်သွားခဲ့တဲ့117ပြိုင်ပွဲမှာဆိုရင်လည်း ရော့ထန်ကိုပထမကြီးမာတဲ့အလဲထိုးနဲ့ရှုံးနေသွားခဲ့ရပါတယ်။ဒါထက်မှတော့တန်းစင်နဲ့တပွဲတော့အနိုင်ရလိုက်သေးတယ်ဆိုပြီးမဲ့လေအဲ့ဒီပွဲကလည်းဝမ်ချမရှိကသာကီရူကိုနိုင်ပွဲရအောင်လို့ဖန်တီးပေးတဲ့ပွဲမျိုးဖြစ်နေပါတယ်။အဲ့ဒီပွဲမှာတော့သာကီရူဟာပထမကြီးမာတန်းစင်နော့တောင်ကြအောင်ထိုးတောင်ကိုခံလိုက်ရသေးပါတယ်။အသက်အရွယ်ရလည်းရနေပြီဖြစ်တယ်လို့ကစ်ပေါင်းစင်လောကမှာထိုက်တင်တဲ့လောက်အောင်မြင်မှုတွေလည်းရယူပြထားနိုင်ခဲ့ပြီးပါပြီ။ အကီရူဟာဖိုက်တာဘွားမှာဆက်ရှိနိုင်ဖို့အတွက်ကလည်းမတိချသေးတဲ့အနေအထားမျိုးမှာရှိနေပါတယ်။အစောပိုင်းမှာကတည်းကအနာယူနိုင်ချေရှိနေခဲ့တဲ့သာကီရူကရော့တန်နဲ့ပွဲအပြီးမှာပဲအနာယူနိုင်ချေပိုပြီးများလာခဲ့တာပဲဖြစ်ပါတယ်။သူရဲ့ဝမ်ချမင်ရှစ်ကိုရောက်ရှိလာခဲ့တဲ့ရည်ရွယ်ချက်ကတော့ရော့တန်နဲ့ထိုးဖို့အတွက်ဖြစ်ပြီးအခုတော့အဲ့ဒီရည်ရွယ်ချက်ကပြည့်သွားခဲ့ပြီလို့ပြောရမှာဖြစ်ပါတယ်။လရှိမှာတော့ထာကီရူနဲ့ထုတ်တက်ချင်နေပါတယ်ဆိုပြီးစိန်ခေါ်လာခဲ့တဲ့ Time Fighter တအူးလည်းရှိလို့နေပါတယ် လူကတော့နတ်ထက်ကွမ်ချန်ပီယံကြီး project chain ပင်ဖြစ်ပါတယ် project chain ဟာဆိုရင်လဲလက်ရှိမှာ one championship ရဲ့ straw weight muay thai နဲ့ kickboxing champion တူဖြစ်ပါတယ်လူက one championship ကိုရောက်ခါစကြတဲ့က wyn fighter ကြီး sam e ကိုနန်းချပြီးနိုင်ခဲ့တယ်လို့နောက်ပိုင်းမှာဆိုရင်လဲနာမည်ကြီး fighter တွေဖြစ်ကြတဲ့ joseph lasery jonathan dibelando ကိုအနိုင်ယူနိုင်ခဲ့ဖို့ပါတယ်ပြီးခဲ့တဲ့ february လ3ကဆိုရင်လဲ အဲလစ်ဘာဘူဆာကိုပထမအချိန်မှတင်အလဲထိုးပြီးချန်ပီယံဘွေကိုကောင်းဝင်ပြထားနိုင်ခဲ့ပါတယ်။လူကလည်းမကြတိခင်ကအင်တာဗျူးတစ်ခုမှာသာကီရူနဲ့ထူးတက်ခြင်းနဲ့ဆိုပြီးစိန်ခေါ်လာခဲ့တာပဲဖြစ်ပါတယ်။ကင်ဘွန်ဇင်ပိုင်းမှာကျွန်တော်ပွဲဖြစ်ခြင်းနဲ့ဖိုင်တာကတော့သာကီရူပါပဲ။သူကတော့ထိတ်တန့်အစ်စ်မှရှိနေသေးတဲ့ကစ်ပေါင်းစင်ဖိုင်တာတူပါဆူပြီးပြောဆိုသွားခဲ့တာဖြစ်ပါနေ။ဒီပွဲဖြစ်လာဖို့အတွက် project chain နဲ့ Takiru တို့ကြားမှာ weight ကွာဟတ်ချက်တော့ရှိနေသေးပါတယ်။ ။ဒါကြောင့်ပွဲဖြစ်လာဖို့ဆိုရင်တော့တယောက်နဲ့တယောက်ဝိတန်းအပြောင်းလဲလုပ်ပြီးထိုးမှအဆင်ပြေနိုင်မှာဖြစ်ပါတယ်။တကယ်တော့ project chain ဟာလာမယ့်ပွဲမှာ Jonathan D. Bella နဲ့ Strawick Kipowsing ခပ်ပပေါင်းစည်းပွဲထူတက်သွားရအောင်မှာဖြစ်ပါတယ်။ Jonathan D. Bella ကတော့သူနဲ့မထူးတက်ချင်တဲ့ကြောင့်စင်ချေပေးနေတဲ့ဆိုပြီးစကားစစ်ထိုးမှုတွေလုပ်ထားခဲ့ပါတယ်။လက်ရှိအနေအထားအရတော့ဒီတွဲဆိုင်ကပဲဖြစ်လာမှုများနေပြီးသူအနေနဲ့သာခီရူနဲ့ထိုးတက်ခွင့်ရအောင်မှာတော့မဟုတ်သေးပါဘူး။ ဝမ်ချမင်းရှင်ဘနဝိချန်ပီယံဂျီဖက်ဘရီစီယိုအန်တွန်ဒီဟာဆိုရင်တော့ပြီးခဲ့တဲ့နှစ်ထဲမှာ MMA တပွဲမှမထူတက်ခဲ့ရဘူးတို့သူအနေနဲ့ဒဏ်ရာပြတနာတွင်နဲ့ပဲရုံးကန်နေခဲ့ရပါတယ်။ဒါပေမဲ့ယခုနှစ်အစပိုင်းမှာပဲ Fabricio Andrade တယောက်ချန်ပီယံကာကွယ်ပွဲပြန်လည်ထိုးတက်လာခဲ့ပါတယ်။1170ပြိုင်ပွဲမှာ Fabricio Andrade နဲ့ခုံဝုံအီတို့ထိုးတက်သွားခဲ့ကြပြီး ဖာဗီစီယိုအန်ဒွန်ဒီကပင်ပွဲစပြီးတိတ်မကြခင်မှာပင်အလဲထိုးအနိုင်ယူပြနိုင်ခဲ့ပါတယ်။လက်ရှိပွဲထိုးတက်ထားခဲ့တာ၅လလောက်ကြာပြီးဖြစ်တဲ့နောက်ပိုင်းမှာတော့ဖာဗီစီယိုအန်ဒွန်ဒီတယောက်နောက်ပွဲအတွက်ပြင်ပြီးအာယုံစိုက်နေပြီးဖြစ်ပါတယ်။တို့အနေနဲ့တခြားဝိတန်းတွေကိုစိန်ခေါ်ထူတက်နိုင်ဖို့အတွက်ဆန္ဒမရှိသေးပဲဗနဝိခက်ပတ်ကောင်ပွဲပွဲတွေကိုပဲထူတက်ခြင်းနဲ့ဆိုပြီးပြောဆိုလာခဲ့ပါတယ်။ဒါပြင်နောက်ပွဲမှာ သူစီကနေချန်ပီယံစင်ခေါ်ခွင့်ရရှိနိုင်တဲ့ဖိုက်တာတွေကိုလည်းထုတ်ပြောလာခဲ့ပါတယ်။အဲ့ဒီဖိုက်တာတွေကတော့မွန်ဂိုလီးယားဖိုက်တာကြီး MOG ဘန်တာခူးဆိုတဲ့ဖိုက်တာပဲဖြစ်ပါတယ်။သူဟာ155ပွဲစဉ်တွေမှာစတင်ထိုးတက်ခဲ့ပြီးတော့မှဝေကြီးတွေမှာထိုးတက်ခွင့်ရရှိလာခဲ့တဲ့အထိအောင်မြင်လာခဲ့ပါတယ်။ အသက်36နှစ်အရွယ်ဆိုတာက Fighter 3အတွက်အကြံဉာဏ်ကိုရောက်သွားတတ်တဲ့အရွယ်လေးဖြစ်ပါတယ်။ဒါပေမဲ့လည်း Bandai ကတော့အသက်36နှစ်အရွယ်မှာတောင်ရလက်ကောင်းတွေရယူနိုင်နေသေးပါတယ်။လူက1 Championship မှာတော့6ပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားခဲ့ပြီးတော့မှ အနိုင်ရရှိထားခဲ့တဲ့6ပွဲမှာဆိုရင်လည်း၄ပွဲအထိကိုပွဲဖြတ်ထားပြနိုင်ခဲ့ပါတယ်။159 29ပြိုင်ပွဲမှာဆိုရင်လည်း MOK Bandai ကဖိလစ်ပိုင်ဖိုင်တာတူဦးဖြစ်တဲ့တီယထန်ရဲ့ပြိုင်ဖက်တူဦးဖြစ်ခဲ့တဲ့ ဂျယ်ရမီပီကက်တစ်ကိုထိုးတက်သွားခဲ့ရပြီးအမတ်နဲ့အနိုင်ရရှိနိုင်ခဲ့ပါတယ်။သူကလက်ရှိ1 Championship ဘန်တန်ဝိရဲ့ ranking အဆင့်၄နေရာအထိကို ရောက်ရှိလာခဲ့နေပြီဖြစ်ပါတယ်။ဒါကြောင့် Fabrizio Andrade ထံကနေခပတ်လူခွင့်ရလာမဲ့ fighter တွေကတော့ဒီ fighter ကြီးဖြစ်လာပါမလားဆိုတော့ကတော့တကယ်ကိုကျွန်တော်အနေနဲ့စိတ်ဝင်စားမိပါတယ် UFC 313ပြိုင်ပွဲမှာတုန်းက Alex Parian ဟာ Marco Matt Akali ကိုအမတ်နဲ့ရှုံးနေခဲ့ပြီးတော့ ချန်ပီယံပွဲကိုလက်လွတ်ပေးလိုက်ရပါတယ်။မန်ကိုမက်အခန်းလေးကတော့ LS Paria နဲ့ Stanford ပိုင်းမှာအကောင်းဆုံးရှင်ထိုးပြပြီးတော့မှအမတ်နဲ့ချန်ပီယံပွဲကိုတိမ့်ပိုက်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ UMC ကအားထားရခဲ့တဲ့ Fighter G နန်းကျသွားခဲ့ရတာက အဖွဲ့အစည်းအတွက်ပါနစ်နာစရာ ဖြစ်သွားခဲ့ရပါတယ်။နောက်ပြီးဒနဝိုက်ကိုတိုင်ကလည်းသူတို့နှစ်ဦးကိုချက်ချင်းမကြည်ပွင့်တဲပြီးမယ်ဆိုပြီးပြောဆိုခဲ့ပါတယ်။လက်ရှိမှာဆိုရင်တော့ ဲလက်စ်ပါရီယာနဲ့မာကိုမက်အခလီတူရဲ့မကြည်ပွဲသတင်းတွေထပ်ပေါ်လာနေခဲ့ပြီလဲဖြစ်ပါတယ်။လာမယ့်ဂျွန်လ International Fight Week ကာလမှာကျင်းပမယ့် UFC 317ပြိုင်ပွဲကြီးအတွက် UFC ကပြည်သက်အကြိုက်တွေ့မဲ့တွဲဆိုင်တွေကိုရှာဖွေနေခဲ့တာပဲဖြစ်ပါတယ်။ထုံးစံအတိုင်းပဲ PPV ပြိုင်ပွဲဆိုတာနဲ့ UFC ကတော့အဲလက်စ်ပါရီယာကိုအကူပုအတွက်ပြင်ဆင်နေခဲ့ပြီးမကြည်ပွဲကို UFC 317မှာထည့်သွင်းချင်နေတယ်လို့တည်ထားရပါတယ်။ ဒီမကြီးပွဲကတကယ်လဲ UFC 317လို့ပြိုင်ပွဲကြီးရဲ့ကောင်ပွဲမှာပါဖြစ်လာနိုင်တဲ့အခြေအနေမျိုးရှိနေပါလေ။တကုတ်ကတော့ Alex Parian ဟာမကြီးပွဲအတွက်အချိန်ယူပြင်ဆင်ချင်တယ်လို့ပြောဆိုထားတာကြောင့် UFC က317မှာထိုးဖို့အတွက်လက်ခံနိုင်ပါမလားဆိုတာကိုစဉ်းစားရမှာပဲဖြစ်ပါလေ။လက်ရှိအနေအထားအရတော့အီလီယန်တူပိုရီယာနဲ့ချောင်းအူရီဗဲရာတို့တွဲဆိုင်ကလည်း UFC 317မှာပါဝင်လာဖို့ရှိသေးပါတယ် ဒီအတွက်ကြောင့် Allen Sparia နဲ့ Marco Man Akalito ရဲ့မကြီးပွဲတွဲဆိုင်ကပါဝင်လာခဲ့မယ်ဆိုရင်တော့ UFC 317ကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပြိုင်ပွဲကြီးတစ်ပွဲဖြစ်လာမှာကတော့သေချာသလောက်ရှိနေပါတယ်။ဟုတ်ကဲ့ပါ။ဒီကနေ့မှာတော့အာကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဒီတန်စုစည်းတင်ဆက်ပြီးတော့ခေတ္တပင်ဖြစ်ပါတယ်။အဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ ိုးဆက်ပဲဖြစ်ပါတယ်။နောက်လာမယ့်နေ့ရက်ဒီမှာရန်လည်ဆုံတွေ့ကြအောင်ပါ။အားလုံးပဲတန်ရာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။